اللہشمیہ نے لداطیا کو نیسا سیر یا تخوا بالو اللہ شمیہ کو دریا رکرل تاب فتح تمد و محمد صلی اللہ علیہ وسلم ذکر تمدو مم امت کو تیتونگ رے حضرت بن جب الردی اللہ تعالیٰ تخیث تب شیر معذ بن جبل تخ تمدم کو تخامہ شاطھارے یا رسول اللہ ကျင့်စဉ်တွေထဲမှာအကောင်းဆုံးကျင့်စဉ်ကဘယ်အရာလဲအဲ့ဒီအခါမှာတမန်တော်အမိတ်ရှိတော်မူတဲ့အသင်းရဲ့နှုတ်ရှာကအလအရှင်မြတ်ရဲ့ဇီကီနဲ့ဆူပြင်းနေတဲ့အချိန်မှာအသင်ကွယ်လွန်တည်ဆုံးသွားခြင်းပဲဖြစ်တဲ့ဒါကအကောင်းဆုံးသောကျင့်စဉ်ပဲလေးစားတဲ့လူချင်းမြများခင်များဟာဒီစတိုရီထဲမှာအလရှင်မြတ်ကိုဇီကီလောက်တာအလကိုတရိယာတာနဲ့ပတ်သက်ပြီးတော့အချိုးကျစုတွေအများကြီးလာရှိထားတဲ့ တောဘရာနီကျမ်းထဲမှာဟဒီစ်တော်တပုတ်ရှိထားတယ်။တကကတမန်တော်မြတ်ကြီးဆလလောဟူအလัยဟီဝဆလမ်ဆဝဘတာဝကရေကိုတမန်တော်အမိတ်ရှိတဲ့အသင်တို့တွင်မိမိကိုယ်ကိုကာကွယ်မှုရယူကြပါ။အဲ့ဒီအချိန်မှာဆဝဘတပါးကလျှောက်ထားတဲ့ယရဆူလလာကျွန်တော်တို့ရန်သူတွေနဲ့ရင်ဆိုင်ရတော်မှာလား။တမန်တော်အမိတ်ရှိတဲ့မဟုတ်ဘူး။အသင်တို့တွေ سبحان الله والحمد لله ولا اله الا الله والله اكبر ولا حول ولا قوه الا بالله العلي العظيم اري كلمه دوغو اتينو سوبيرو جهنم ميه انيه غاني كاغوي مو يا يوبا سلبيرو تماندو اميشيري ဒီကလီမာရိုကိုအကြောင်းခံပြီးတော့အတင်တို့ဂျဟန္နမ်မိကနေလွမြောက်မှုကိုရရှိသွားမယ်အဲ့ဒီအတိုင်းပဲ ဒီကလီမာရောကသာဝရတည်မြဲနေမဲ့ကောင်းမှုပဲဖြစ်တဲ့မူဆွန်နဖ်အစ်ဘနီအဘီရှိုင်ဘာချန်နယ်မှာစစ်ပြကြတခုရှိတဲ့တခါမှာတော့ကလူတယောက်တမန်တော်စီကို ရောက်လာတဲ့တမန်တော်ကိုလျှောက်ထားတဲ့ယာရဆူလလကျွန်တော်ကုရ်အန်မဖတ်တတ်ဘူးကုရ်အန်ရဲ့အစားမှာဖတ်လို့ရတဲ့စာတစ်ခုခုကိုတော့ကျွန်တော်ကိုသင်ပေးပါ

လူတယောက်ကနေ့အချိန်မှာဒီကလီမာရိုကို အချိန်30ဖတ်တဲ့အတွက်ကြောင့်မိုးကောင်းကင်နဲ့မြေပထွေကိုတိရှံသွားမဲ့အကျိုးဆဝတ်တည်သူရရှိလိမ့်မယ်ဒီကလီမာရိုရဲ့မှာပထမဦးဆုံးအစမှာပါဝင်တဲ့ဆူဘဟန်နလောဒီတက်စဘီနဲ့ပတ်သက်ပြီးတော့မုံမြတ်မှုတွေဟာဒီသ်တော်ထဲမှာအများကြီးလာရှိထားတဲ့ တိရမီဇီဂျန်ရဲ့ဟာဒီသ်တော်တပုတ်မှာဒီလိုလားရှိတဲ့လူတစ်ယောက်ကမနက်အချိန်မှာဆူဘဟန်အလ္လာဟ်တရားဖတ်မယ်ညနေအချိန်မှာဆူဘဟန်အလ္လာဟ်တရားဖတ်မယ်ဆိုရင်သူဟတ်ဂျ်ပြုလုပ်သူဟာဂျီပေါင်းတရားရဲ့အကျိုးဆဝါကိုရရှိသွားမယ်အဲ့ဒီတိုင်းပဲလူတစ်ယောက်ကမနက်အချိန်မှာအလ်ဟမ်ဒူလ illah တရားဖတ်မယ်ညနေအချိန်မှာအလ်ဟမ်ဒူလ illah တရားဖတ်မယ်ဆိုရင်တမန်တော်အမိတ်ရှိခဲ့တဲ့အဲ့ဒီပုဂ္ဂိုလ်ကအလ္လာဟ်လမ်းမှာတိုက်ခိုက်ပို့သွားနေတဲ့မူဂျာဟစ် လူဦးရေတရားကို အစီအနေပေးကမ်းလှူဒါန်းတဲ့အကျိုးဆဝါးကိုရရှိသွားမယ်လူတယောက်ကဒီကလီမာတော်ထဲမှာပါတဲ့လာအီလာဟာအီလာလောကို မနတရားညဏ်ဤတရားဖတ်မယ်ဆိုရင်တမန်တော်အစ္စမာအီလ်အလိစလမ်ရဲ့တားစင်မြည်ဆက်သေးကနေပြီးတော့ကျွန်ဖြစ်နေတဲ့လူပေါင်းတရားကို သူကောင်းပြုတဲ့ဆူလူရာကလွတ်မြောက်မှုပေးတဲ့အကျိုးဆဝါးကိုရရှိသွားမယ်ဆက်လက်ပြီးတော့တမန်တော်အမိန့်ရှိတဲ့လူတယောက်က အလ္လာဟူအက်ဘာကိုမနက်အချိန်တရာညနေအချိန်တရာဖတ်မယ်ဆိုရင်အဲ့ဒီနေ့မှာအဲ့ဒီလူသားထက်ပုံမွန်မြတ်တဲ့ကောင်းမှုပြုလုပ်တဲ့သူနောက်ထပ်တအူးရှိအောင်မှာမဟုတ်ဘူးဒါပေမဲ့လူတစ်ယောက်ကသူ့လိုမျိုးပဲမနက်ကိုအလ္လာဟူအက်ဘာအချိန်တရာညနေအချိန်တရာဖတ်လိုက်မယ်ဆိုရင်တော့သူတို့နှစ်ဦးရမယ်ကောင်းမှုက ညီသူမြသူဖြစ်သွားမယ်လူတစ်ယောက်က သူ့ထက်ပိုပြီးတော့အကျင့်တရားထက်ပိုဖတ်လိုက်တဲ့ဆိုရင်သူ့ထက်ပိုတာကောင်းတာသွားလိမ့်မယ်လေးစားတဲ့လူကြီးမင်းများခင်ဗျာဒီတော့ဒီဟဒီသ်တော်မှာတမန်တော်အမိန့်ရှိတယ်မနက်ကိုအချိန်တရားဖတ်ရမယ်ညနေကိုအချိန်တရားဖတ်ရမယ်မနက်ဆိုတာဘယ်အချိန်ကိုပြောတာလဲညနေဆိုတာဘယ်အချိန်ကိုပြောတာလဲဒါနဲ့ပတ်သက်ပြီးတော့လည်းတည်ထားဖို့လိုအပ်တယ်ပညာရှင်အများစုရဲ့ထံမှာမနက်ဆိုတဲ့အချိန်က ဖဂျန်နမတ်ဖပီးချိန်ကနေပြီးတော့နေထွက်လာတဲ့အချိန်အဲ့ဒီရဲ့ကြားချိန်ဖြစ်တဲ့ညနေအချိန်ဆိုတာကဘယ်အချိန်ကိုပြောတာလဲဆိုတော့တချို့ပညာရှင်တွေအမိတ်ရှိတဲ့ညနေချိန်ဆိုတာကအဆောနမတ်ဖပီးချိန်ကနေပြီးတော့နေဝင်တဲ့အချိန်အထိဖြစ်တဲ့တချို့တွေကလည်းမဂရစ်နမတ်ပြီးတဲ့အချိန်မှာဖတ်ရမယ်ဆိုပြီးတော့ဆိုကြတယ်ဒီတော့ဒီနှစ်ချိန်လုံးမှာမိမိအစဉ်ပြေတဲ့အချိန်ကိုရွေးချယ်ပြီးတော့ဖတ်လိုက်ရင်ရတယ် ဒီကလီမာရောမှာပါတဲ့လာဟူလာဝလာကူဝတအီလာဘီလာတာလီကိုလည်းတမန်တော်ကျင်ဖန်များစွာဖတ်ခိုင်းခဲ့တယ်ဘူခါရီကျမ်းရဲ့ဟဒီစ်တော်မှာလာရှိတဲ့တမန်တော်အမိန့်ရှိတဲ့ဒီလာဟူလာဝလာကူဝတအီလာဘီလာဆိုတာကဂျန်နတ်ရဲ့ဘန္နာရိုက်တွေကဖြစ်တဲ့ဒီလာဟူလာဝလာကူဝတအီလာဘီလာရဲ့အသေးပဲက အလ္လာရှင်မြတ်ရဲ့အရှိတော်မောက်မှာမိမိကပါအစွမ်းအစာမှမရှိပါဘူးဆိုပြီးတော့ထုတ်ဖော်တာပဲဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်ပညာရှင်တွေအမိတ်ရှိတဲ့ဒီတူအားလေးကိုစိတ်အားငယ်နေတဲ့အချိန်မှာအခက်အခဲတွေနဲ့ကြုံဆုံနေရပြီးတော့စိတ်တော့ကရောက်နေတဲ့အချိန်မှာဖတ်မယ်ဆိုရင်အလ္လာရှင်သူ့ကိုအဲ့ဒီအခက်အခဲတွေကနေလွတ်မြောက်မှုပေးလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒါကမိမိခက်ခဲနေတဲ့အချိန်မှာအလ္လာရှင်မြတ်ရဲ့ရှေ့တော်မောက်မှာထုတ်ဖော်တဲ့ယလာရှင် ကျွန်တော်မှာဘာစွမ်းအာမမရှိဘူးဘာအစွမ်းအစာမမရှိဘူးအလအရှင်ချင်းမြင်မှသာကျွန်တော်ရရှိမယ်အလပေါ်မှာအဲ့ဒီလိုယုံပုံအားကိုးမယ်ဆိုရင်ကျန်တော်မြတ်ကုရ်အာန်မှာအလအရှင်အမိန့်ရှိခဲ့တဲ့ဝမန်ယတဝကလ်အလာလာဟီဖဟူဝဟစ်ဘူဘဒူကအလအရှင်မြတ်အပေါ်မှာယုံပုံအားကိုးမလဲ့ ဲ့ဒီသူအတွက်အလာအရှင်မြတ်ကလုံလောက်သွားမယ်အလာအရှင်သူ့ကိုအဲ့ဒီအခက်ခဲတွေကနေပြီးတော့ပေးပလာတွေကနေပြီးတော့လွတ်မြောက်မှုပေးလိုက်မယ်လေးစားတဲ့လူကြီးမင်းများခင်ဗျာအလာရှင်မြတ်ကိုတရိရတဲ့အလာရှင်မြတ်ရဲ့ဇကင်လုတ်တဲ့ဒီလိုဒူအာရီဖတ်တဲ့အချိန်မှာ အလာကိုချစ်တဲ့စိတ်နဲ့ဖတ်တာမျိုးဖြစ်ရမယ်စိတ်ရောကိုပါဖတ်ရမယ်တခုခုကိုရယူလိုခြင်းစိတ်နဲ့ဖတ်တာမျိုးမဟုတ်ပဲနဲ့အလာကိုချစ်လို့ ဖတ်တဲ့ဆိုပြီးတော့ကျွန်တော်တို့ခံယူလိုက်တဲ့အခါမှာဒီလိုဇီကေလောက်ကတာကကျွန်တော်တို့အတွက်တိတ်ကိုအရသာရှိလာမယ်။နောက်တဲ့တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့တော်တော်များများမှာဒီလိုပြဿနာရှိတဲ့ငါတို့ဒွာရီတောင်းနေတဲ့ငါတို့ရဲ့ဒွာရီကိုအလားအရှင်လက်မခံဘူး။ဘာဖြစ်လို့အလားလက်မခံတာလဲ။ငါတို့လူအင်စာနာတွေဘာဖြစ်လို့မပြည့်ဝတာလဲ။အဲ့ဒီလိုမေကွန်ပေါင်းများစွာ ကျွန်တော်တို့စီမှာရှိနေတယ်။ဒါပေမဲ့စစ်မှန်တဲ့သူတော်စင်သူတော်မြတ်တွေ သူတို့ကောင်းနေမှာဒီလိုအသွေးမရှိဘူးသူတို့ဒီလိုပဲခံယူထားတယ်ငါတို့အလစီမှာဒုအားတောင်းခံခွင့်ရနေတယ်တာကူကအလရှင်ငါတို့ကိုချီးမြှင့်ထားတယ်ကျေးဇူးပဲ ဟဇရတ်အူမာရဒီယัลလာဟူတာလာအနုတခင်ရဲ့အဆိုရှိတဲ့ကျွန်တော်တောင်းခံတဲ့ဒုဝါဒီကိုအလ္လာရှင်လက်ခံလားလက်မခံဘူးလားဒါကိုကျွန်တော်တော့ကမဖြစ်ဘူးကျွန်တော်တော့ကဖြစ်တာကဘာလဲဆိုတော့အလ္လာရှင်မြတ်ရဲ့ရှင်တော်မောက်မှာကျွန်တော်ဒုအာတောင်းခံခွင့်မရတော့မှာကိုပဲဖြစ်တဲ့ဒီတော့ကျွန်တော်တို့တွေအလ္လာရှင်မြတ်ရဲ့အရှိတော်မောက်မှာလက်ဖြန့်ပြီးတော့ဒုအာတောင်းခံခွင့်ရနေတဲ့ဒါကိုကျွန်တော်တို့အထူးတန်ဖိုးထားရမယ်ဒီအခွင့်အရေးကိုလူတိုင်းမရဘူး တချို့တွေတို့ဟာမတောင်းဘူးတချို့တွေကြတော့တို့ဟာတောင်းခဲ့ကြတယ်ဒါပေမဲ့နောက်ပိုင်းမှာငါတို့တောင်းရင်လည်းအလားရှင်လက်မခံပါဘူးဆိုပြီးတော့တို့ဟာမတောင်းကြတော့ဘူးလေဇာတဲ့လူကြီးမင်းများခင်ဗျာအဲ့ဒီအတိုင်းပဲတို့ဟာတောင်းခံခြင်းဆိုတာက အလားရှင်မျက်နဲ့ဗန္တာလူသားရဲ့ကြားမှာ အနီးဆက်ဆုံးဖြစ်အောင်ဆက်သွယ်ပြီးတဲ့အရာတစ်ခုပဲဖြစ်တဲ့သူကတောင်းတဲ့အခါမှာ ကိုဘာသာစကားနဲ့ကိုတောင်းရမယ်မြန်မာလူတောင်းရမယ်တခါတလေကျွန်တော်တို့အရဘီဒွါရီဖတ်ပြီးတော့တောင်းတယ်ဒီဒွါကဘာအလူတဘောလဲဘာကိုဆူလိုတာလဲနားမလဲဘူးဒီတော့ကိုနားလဲတကျွန်းတဲ့စကားနဲ့အလှစီကနေတောင်းခံတဲ့အခါမှာမိမိနှလုံးသားကနေပြီးတော့တိုက်ရိုက်လာတဲ့ဒီစကားတွေအလှစီကိုတန်းရောက်သွားတဲ့အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ဇီကင်လောက်တာဒွါတောင်းခံတာ ဒီလုတ်တွေကိုကျွန်တော်တို့ရှော့သွတ်လို့မရဘူး။ဒါဒီကိုအကြောင်းခံပြီးတော့လူသားတစ်ယောက်ကသူ့ရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်တဲ့လေဇာတဲ့လူကြီးမင်းများခင်ဗျာဘူခါရီကျမ်းထဲမှာဟာဒီသ်တော်တပုတ်ရှိတဲ့ဒါလီကို သင်ပြပြီးရင်ကျွန်တော်ညီကုန်းချုပ်ပါမယ်။အဒီစတော်မလာရှိတဲ့တမန်တော်မြတ်ကြီးဆလလောဟူအလိဟီဝဆလမ်အမိရှိတဲ့အင်နာလီလာဟီမလာအီကာတန်ယတူဖူနာဖစ်တူရူဂီယယ်တမီဆူနာအဟလဇစ်က အလရှင်မြတ်ရဲ့တချို့သောဖရစ်ရှ်တာတွေကလမ်းနေမှာသူတို့လှည့်ပတ်နေကြတယ်။ပါလူဖို့လှည့်ပတ်နေတာလဲဆိုတော့အလကိုတရိယာနေတဲ့သူတွေဇီကစ်လုံနေတဲ့သူတွေကိုသူတို့လိုက်ရှာနေကြတာဖြစ်တယ်။အဲ့ဒီနောက်မှာဇီကစ်လုံနေတဲ့အုပ်စုတအုပ်စုကို အလကိုတရိယာနေတဲ့သူတအုပ်စုကိုသူတို့တွေ့သွားတဲ့အခါမှာသူတို့အချင်းချင်းဒီလိုပြောကြတယ်ဟလုမိုအီလာဟာဂျဒီကွမ်အတင်းလာကြပါငါတို့ရှာနေတဲ့အရာကိုငါတို့ဒီမှာတွေ့ပြီး အဲ့ဒီနောက်ပိုင်းမှာအလာအရှင်မြတ်ကိုတရိယာနေတဲ့သူတွေကို ဖရစ်စတာတွေကဝင်းရံလိုက်တဲ့ပပလဲဝိုင်းလိုက်တဲ့အဲ့ဒီနောက်မှာ ဖရစ်စတာတပားကမိမိရဲ့အတောင်ပံကိုနောက်တပားအပေါ်ကိုဆင့်လိုက်တဲ့အဲ့ဒီလိုဆင့်ရင်းဆင်ရင်းနဲ့နောက်ဆုံးမှာဒုညလောကရဲ့မိုးကောင်းကင်စီကို ရောက်သွားတဲ့မိုးကောင်းကင်ကိုရောက်တဲ့အခါမှာအလာအရှင်အမိတ်ရှိတဲ့ငါရဲ့ဗန္တာတွေဒုညလောကမှာဘာလုပ်နေကြလဲ အဲ့ဒီအခါမှာဖရစ်တာတွေရှောက်ထားကြတယ်။ယလာရှင်အရှင်မြတ်ရဲ့ပန္တာတွေကဒုနီယာလောကမှာတသ္ဘီဖတ်နေကြတယ်အရှင်မြတ်တန့်ပြန့်စင်ကြဲကြောင်းကိုဖွင့်ဆိုနေတယ်တက္ကပီဖတ်နေတယ်အရှင်မြတ်ကြီးကြဲတော်မူကြောင်းကိုဖွင့်ဆိုကြတယ်တဟမီဒ်ဖတ်နေကြတယ်အရှင်မြတ်ကချီးမွမ်းခြင်းအပေါင်းနဲ့ခံထိုက်ကြောင်းကိုသူတို့နှုတ်ကနေပြီးတော့ဖွင့်ဟပြောဆိုနေတယ်အဲ့ဒီအခါမှာအလရှင်မရှိတဲ့ကအရှင် အသင်တို့ကိုတတ်သိထားတော်မူတဲ့အဲ့ဒီထိုင်ဝိုင်းမှာရှိတဲ့သူတွေအားလုံးကိုငါအရှင်လူငိမ့်ချမ်းသာကိုချီးမြှင့်လိုက်ပြီးအလာရှင်အဲ့ဒီလိုအမိတ်ရှိတဲ့အခါမှာဖရစ်စတာတွေအလာရှင်မြတ်ကိုရှောက်ထားတဲ့ယအလာရှင်အဲ့ဒီထိုင်ဝိုင်းမှာဒီလိုပုံကိုတအူးရှိနေတဲ့အဲ့ဒီပုံကိုကဇကိလုတ်ပေါ်အလကိုတရိယဖို့သူဒီထိုင်ဝိုင်းကိုလာတာမဟုတ်ဘူးတခြားအလုတ်ကိစ္စတခြားအကြောင်းတစ်ခုခုနဲ့ဒီထိုင်ဝိုင်းကိုရောက်လာတာဖြစ်တဲ့ အလ္လာရှင်အမိတ်ရှိတော်မူတဲ့ဘယ်သူကအဲ့ဒီထိုင်ဝိုင်းမှာငါရှင်မြတ်ကိုတရိရတဲ့သူတွေနဲ့အတူရှိနေမလဲအဲ့ဒီသူကလည်းဒီအခွင့်အရေးကိုမဆုံးရှုံးရဘူးဆိုလိုတာကသူ့ကိုလည်းငါအရှင်ချီးမြှင့်မယ်လေစာတဲလူကြီးမြတ်ခင်များဒီကနေပါတိရလဲဆိုတော့ အလ္လာရှင်မြတ်ကိုတရိရတဲ့အတွက်ကြောင့်လူငင်းချမ်းသာကိုရရှိနိုင်တဲ့အလ္လာရှင်မြတ်ကိုတရိရတဲ့သူတွေအပေါ်မှာအလ္လာရှင်မြတ်ရဲ့ရဟမတ်တော်တွေကြရောက်တဲ့ဖရစ်စတာတွေသူတို့စီကိုရောက်လာကြတဲ့အဲ့ဒီအတိုင်းပဲဘသူကအလ္လာရှင်မြတ်ကိုတရိရတဲ့သူရဲ့အနီးအနားမှာရှိနေလေအဲ့ဒီသူကလည်းအလ္လာကိုတရိရနေတဲ့သူတွေရရှိတဲ့အခွင့်အရေးတွေကိုရရှိသွားလိမ့်မယ်